ကျောင်းမှဖို့လောငွေကြီးပမာဏနဲ့နမတ်ဖို့ကဘိန်းဖြူကိုအလွယ်တကူဝယ်ယူသုံးဆွဲလို့ရတာကြောင့်ကျောင်းမွေးမြို့နယ်ကအထက်တန်းကျောင်းသားတွေအရွယ်လူငယ်တွေကြားမှာမွေးစေဝါသုံးဆဲမှုတွေခေစားနေတာလို့မွေးစေဖြက်ကူတာမှုခံယူနေရသူတွေကသုံးသက်ပြောဆိုနေကြပါတယ်ခွန်စော်ဦးကပြပို့ထားပါရရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမွေးမြို့နယ်မှာကျောင်းမှဖို့ပေးလိုက်တဲ့ငွေကြီးပမာဏနဲ့ဘိန်းဖြူကိုအလွယ်တကူဝယ်ယူသုံးဆွဲလို့ရတာကြောင့်အထက်တန်းကျောင်းသားအရွယ်လူငယ်တွေကြားမှာ မွေးရစီဝါတုံးဆွဲမှုတွေခစ်စားနေတယ်လို့မွေးရစီဖြတ်ကုသမှုခံယူတွေက ပြောဆိုနေကြတာပါအခုဆိုရင်လူငယ်တွေခမများပြက်စီးတာအဲအိမ်တိုင်းလိုလိုကကလေးသားယောက်ျားလေးတမိပဲပြက်အမျိုးမုံဖိုးကတော့တထောင်ပေးတယ်လေအဲတထောင်ကတော့လူတိုင်းပြီးတော့အဲပြက်စီးဖို့များတာအဲ့ဒါလေအခုကဒီဘက်မှာအဖြူကတထောင်ဖို့တထောင်ဖို့တွေဝယ်တုံးကြတာများတယ်အဲအဆဆတုံးတော့ဆိုရင်တော့တထောင်ဖို့ဆိုရင်တော့တနေ့ကုန်နေလို့ရရည်ပဲ ုံးလို့ရပြီ1000ပေါ့လောက်ဆိုရင် မွေးဆေးပါဆိုဒီဘိန်းဖြူနဲ့ဒီအခုသိကြဈေးပြားနဲ့ crazy ဖြစ်နေတယ်ဒီမှာမကြောက်မဲမှာတချို့ဆိုရင်၈တန်း၉တန်းလေးတွေအဲ့လိုမျိုးလေးတွေလူငယ်လေးတွေတော်တော်များများတော့ပျက်စီးနေရတယ်ကျွန်တော်တွေ့ရတယ် ဒေတာတွင်းကမွေးရစေဝါပြဒနာကိုဖြည့်ရှင်းနိုင်ဖို့ဆိုရင်တက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင်ပြည်သူလူထုပါဥပပေါင်းပါဝင်ကူညီဖြည့်ရှင်းမှာအချိန်မီတားဆီးနိုင်မှာဖြစ်တယ်လို့ကြောင်မဲမျိုးမရဲစခန်းမှုကအခုလိုပြောပါတယ်တို့ဖန်းစီရမ်းပြီးတဲ့တရားခဏ်ကြီးရဲ့တို့အသက်ရွယ်ပိုင်းခြားကိုတုံးသက်ကြည့်တဲ့ချိန်မှာတို့သက်18နှစ်ကနေအသက်30ကြာလူငယ်တွေအများပြားဖြစ်နေတာကိုတွေ့ရပါတယ်တို့တစ်ဖက်ကကြည်နိုင်ငံတော်အတွက်လူစွာရင်းမြစ်တွေဖြစ်တဲ့လူငယ်တွေဟာ ်။ဒီဝေးစီဝါမှုတွေနဲ့ရေယူခါနေရတာဖြစ်တဲ့အတွက်သူစာအရင်မြစ်တွေနေ့စဉ်နဲ့အမျှအဆုံးဆုံးနေတယ်လို့ဖြစ်ရတယ်။ဟောတာစီနေနေဆောင်ရတဲ့နေရာမှာကျွန်တော်တို့ရဲတပ်ဖွဲ့တစ်ခုတည်းတည်းမဟုတ်ဘဲနဲ့ကျွန်တော် NGO ပြီးပြီးတော့မြန်မာနိုင်ငံမွေးစီဝါစံကျင်ရေးအတင်းကအဖွဲ့တွေပြီးတော့ကျွန်တော်တို့နိုင်ငံတော်ကအဖွဲ့စည်းပေးထားတဲ့ရက်ွက်ကြီးရွာအုပ်စုမွေးစီဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စီဝါများအနေနဲ့တာစီကာကွယ်ရေးအဖွဲ့တွေပူးပေါင်းဆောင်ရွက်မှတ်တာနဲ့ကျွန်တော်တို့မွေးစီဝါကိုအချိန်မီတာစီနိုင်မှာဖြစ်ပါတယ် ကြောင်မဲရဲတပ်ဖွဲ့အနေနဲ့2016ဒလပိုင်းကနေပြီး10လပိုင်းထိမူရင်းမှုပေါင်း49မူဖမ်းဆီးနိုင်ခဲ့ပြီးကြား84ဦးမ4ဦးကိုတရားစွဲဆိုနိုင်ခဲ့တယ်လို့စကတ်မှုကဆက်လက်ပြောကြားပါတယ်ကျွန်တော်ခွန်စောဦးပါ